အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်ဗောဓာတွေအတွက်ဒီ magic chess go go diamond ကိုဘယ်လိုဝယ်ဘယ်လိုဝယ်ရမလဲဆိုပြီးတော့မေးထားကြတဲ့သူတွေအတွက်ကျွန်တော်ဒီ magic chess diamond magic chess diamond ကိုကိုယ်တိုင်ကိုကြားဖုံးပေနဲ့လွယ်တကူဝယ်လို့ရတဲ့နည်းလမ်းလေးကိုကျွန်တော်ပြပြပေးသွားပါမယ်ကဲဆိုတော့ကျွန်တော်ဒီပြ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 ီးတော့မယ်နေတဲ့နေရာဘာနဲ့ဝယ်မလဲဆိုရင်ကျွန်တော်တို့ဒီအတန်ဘေနဲ့ဝယ်မှာဖြစ်တယ် ကဲဆိုတော့ကျွန်တော်တို့ကအတံပင်နဲ့ဝယ်မှာဆိုရင်ကျွန်တော်တို့အရင်ဆုံးဖုံးပေဖြစ်ရမယ်ဖုံးပေဖြစ်ရမယ်ဆိုတော့ကျွန်တော်တို့ဘောဓာတွေကဖုံးပေမဖြစ်ရဘူးဆိုရင်ဖုံးပေဖြစ်ထားလိုက်မယ်ကိုဝယ်ခြင်းနဲ့ပမာဏကိုကြည့်ပြီးတော့ဖုံးပေဖြစ်မယ်ဖြစ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီအတံစတိုးတဲ့ကိုဝင်လိုက်မယ်ဖုံးပြီးပြီဆိုရင်ဒီမှာကျွန်တော်တို့ဒီ attempt store တဲ့ကိုဝင်လိုက်မယ် ဆိုတော့ဒီမှာကျွန်တော်တို့ဒီ attempt store တဲ့ကိုရောက်သွားပြီဆိုရင်ကျွန်တော်တို့က richest diamond ကိုဘယ်မှာဖြစ်ရမလဲဆိုရင်ကျွန်တော်ဒီမှာ home နေရာမှာပဲမူလနေရာမှာပဲကျွန်တော်အောက်လေးကိုဆွဲချလိုက်မယ်အောက်လေးကိုဆွဲချလိုက်ပြီးရင်ဒီမှာကျွန်တော်အခြားအခြားဝင်ဆောင်မှုများဆိုတဲ့နေရာရောက်သွားပြီဆိုရင်ဒီမှာ richest diamond richest gold ကိုလေးကို တွေ့ရလိမ့်မယ်အဲ့ဒီတော့ကျွန်တော်တို့ကဒီ richest gold ကိုလေးကိုနှိပ်လိုက်မယ် ပြီးရင်ဒီညမှာခဏလေးစောင့်ပေးရမယ်ကျွန်တော်တို့ရဲ့နည်းနည်းလိုင်းမြန်ရင်မြန်တယ်လို့နှင်းနေတယ်လို့ဒီမှာခဏလေးတော့စောင့်ပေးရပါမယ်ကဲဆိုတော့ကျွန်တော်တို့ဒီစာမျက်နှာလေးရောက်သွားလိမ့်မယ်ဒီစာမျက်နှာလေးရောက်သွားပြီဆိုရင်ဒီမှာကျွန်တော်တို့အတုံးပြူ ID ထက်တွင်းမှာဆိုတဲ့နေရာလေးရှိတယ်ဒီမှာဇာတ်နှက်ခွင့်နဲ့ကျွန်တော်တို့ထုံးစံနိုင်မယ်ရှိဇာယာမှာကျွန်တော်တို့ ID ကိုထည့်ပြီးတော့နောက်ဇာယာမှာတော့ကျွန်တော်ဝင်ဆက်ကွန်မိတ်ထဲက server ကိုထည့်ပေးရမယ် ထည့်ပြီးရင်ဒီမှာအမှန်ကျစ်လေးကိုဒီအကောင့်ကိုအမြဲတမ်းထည့်မှာဆိုရင်ဒီနေရာမှာကျွန်တော်တို့ ID ကိုမှတ်ထားပါဆိုတဲ့အမှန်ကျစ်လေးချက်ပေးရမယ်ချက်ပေးပြီးရင်ဒီအောက်ကိုဆွဲချလိုက်မယ်ပြီးရင်ဒီမှာကျွန်တော်တို့ရဲ့ထဲမဲ့ diamond ပမာဏကိုရွေးမယ်ကျွန်တော်ကတော့ diamond ၅လုံးပဲထည့်မှာဖြစ်တဲ့အတွက်ဒီ diamond ၅လုံးကိုရွေးမယ်ရွေးပြီးဆိုရင်ကျွန်တော်အောက်ဆုံးကိုဆွဲချလိုက်မယ်ဆွဲချလိုက်ပြီးရင်ဒီမှာအစိမ်းရောင်လေးနဲ့ဝေယံဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ် ဆိုတော့ဒီနေရာမှာလည်းကျွန်တော်တို့ line ကောင်းရင်ကောင်းတို့လို့ line line နှေးနှေးတို့လို့ကျွန်တော်တို့ဒီမှာနည်းနည်းလေးစောင့်အောင်မယ်ဆိုတော့ဒီမှာကျွန်တော်ဒီနေရာလေးရောက်သွားလိမ့်မယ်ဒီနေရာလေးရောက်သွားရင်ကျွန်တော်တို့ဒီမှာ diamond ပမာကျွန်တော် diamond ရဲ့တန်ဖိုးက483ချက်အခွန်က24ချက်ဆိုပြီးတော့ပြပေးရဲဆိုတော့စုစုပေါင်းကျွန်တော်တို့က496ချက်ကုန်ပါဆိုပြီးတော့ဒီပြပေးနေတယ်အဲ့တော့ကျွန်တော် confine ကိုဆက်နှိပ်လိုက်မယ်ပြီးရင်ဒီမှာကျွန်တော်တို့ရဲ့ ဖုန်းပေးပြမယ်ဖုန်းနံပါတ်ကိုထည့်ပေးရမယ်ထဲပေးပြီးရင်ဒီမှာကျွန်တော် continue ဆိုတာလေးကို30ဆက်နှိပ်လိုက်မယ်ဆိုတော့ဆက်နှိပ်လိုက်ရင်ဒီမှာကျွန်တော်တို့ဖုန်းနံပါတ်ကိုကုတ်ဆောက်လုံးကြပေးတယ်အဲ့တော့ဒီမှာကျွန်တော်ကြလာပြီကြလာတဲ့ခါကျတော့ဒီမှာအောက်ဆုံးမှာ699 999ကိုကျွန်တော်ထည့်လိုက်မယ် ထည့်ပြီးပြီဆိုရင် body fine ဆိုတာလေးကိုနှိပ်လိုက်ကဲဆိုတော့ဒါဆိုရင်ဒီမှာဒီညလေးရောက်သွားပါပြီဒီညလေးအမှန်ကျလေးလည်းပြတော့ပါပြီဒါဆိုရင်တော့ကျွန်တော်တို့ diamond ဖြည့်ခြင်းကျွန်တော်တို့ရဲ့အကောင့်ထဲကို diamond ဖြည့်ခြင်းကအောင်မြင်သွားပါပြီနောက်အကောင့်ထဲကို diamond ဖြည့်ခြင်းအောင်မြင်သွားပြီကဲဆိုတော့ကျွန်တော် okay thanks ဆိုတာလေးကိုနှိပ်လိုက်မယ် โอเคဒါဆိုရင် ကျွန်တော်တို့ရဲ့ဒီ magic chest တဲကို diamond ဖြစ်ခြင်းအောင်မြင်သွားပါပြီ။ကဲဆိုတော့ကျွန်တော်တို့ diamond ရောက်မရောက်ကိုကျွန်တော်တို့ diamond ရောက်မရောက်ကိုတွားကြည့်လိုက်မယ်။ကဲဆိုတော့ဒီမှာကျွန်တော် magic chest တဲကိုရောက်ပြီ။ magic chest တဲကိုရောက်ပြီကျွန်တော်ဒီမှာ diamond လေးကိုကြည့်လိုက်တော့ကျွန်တော်ဖြည့်ထားတဲ့ diamond လေးကရောက်နေပါတယ်။ဒီမှာ ကျွန်တော်ဖြည့်ထားတဲ့ဒိုင်မွန်လေးရောက်နေတယ်ကဲဆိုတော့ဒီလောက်ဆိုရင်အားလုံးပဲ magician ဒိုင်မွန်နဲ့ magician ကိုကိုတဲ့ကိုဒိုင်မွန်ဘယ်လိုဖြည့်ရမလဲဆိုတာလေးကိုတည်သွားကြတော့ပြီတဲ့နဲ့ကဲဆိုတော့ကိုကိုပါတာဖြည့်ခြင်းတဲ့တွေအနေနဲ့ကျွန်တော်ပေါ်တာတွေကိုပါတာဖြည့်ခြင်းတဲ့တွေအနေနဲ့ဖြည့်လို့ရပြီအားလုံးပဲစင်ပြေကြမယ်လို့ထင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်